မင်္ဂလာပါရှင်မော်ဝင်ကျောင်းတို့ရန်ဒီကျူစွလိုက်ပါတယ်ဒီနေ့မှာတော့တာကြီးဆရာဆိုင်းမြတ်သူရွှေဘူရဲ့တိကနဲ့ဖရားနဲ့ပြူရတနာတိုက်ဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဆရာဖုံးတယောက်ဟိုးအောက်ပြီးအောက်ရွာနေခုလိုအညာခေါင်တွင်းလွင်ပြင်အထိရောက်ဖူးနိုင်မယ်လို့အိမ်မက်တောင်မမှတ်ဘူးတခါတလေကန့်ကျမစမ်းကျင်လို့နေစုမလား Facebook မီဒီယာမှာတိကျွမ်းခဲ့ရပြီးတပည့်ဟာအညာသူ့ရွာကိုလည်လာဖို့ဖိတ်ခေါ်တာနဲ့ အရေးဆိုမီနားရတဲ့ဒီကချက်၃ချက်တော့ရှိတယ်။ပထမချက်ကခုမှတပည့်ကိုပထမဆုံးချိန်တွေ့ဆုံမှုစာပေဟောပြောပေးကျင်းပပေးဖို့နဲ့ပြူသမိုင်းကြောင်းတွေလေ့လာဖို့ကစွန့်စွန့်စားစားသွားလို့စိတ်ရှိတဲ့သူ့အတွက်တွေ့ကြုံဘဟုသူတန်းရပွေရခီးစင်ပဲ။ဘကူရူးမာတွေကိုတီတယောင်နဲ့လေ့လာရခီးသွားဖို့သူဖြစ်လို့သူ့အတွက်ဒီခီးကမိုင်းယာထောင်ချီဝေးုံမှတပါကြောင်းယုံချင်းစိုးစီမှမရှိနေပြည်တော်ကျုံလွန်ပြီးနေရ ၊သစ်ပင်ပန်းမှန်တွေ၊မြင်းနှပြင်းသွင်းပြင်းတရဆ၊အောက်ပြီးအောက်ရွာနဲ့ချားနာလွန်းနေ။ရွာအဝင်ဝလူကြီး၄၅ယောက်ဖက်ဆာရှိတဲ့မကြီးပင်ညှို့ညို့တွေကစိတ်ဝင်စားဖွယ်ရကောင်းလာတယ်။ထဏောင်ခန္ဓရပင်တွေရဲ့ချုံထက်တဲ့စူးတွေကပြက်သိမ်းထစရာကောင်းလာတယ်။အင်ဂျီအဖင်းတော့၃၀၀တောင်မပြည့်တဲ့တောကြကြရွာလေး၊လျှက်စီမီးရလည်းမရတော့ညာပန်စောစောအိပ်ပြီးစောစောထားတဲ့ကြေးရွာရှင်ကြီးမှုမပြောင်ပြက်သေးတဲ့ရွာလေး။ကဲဆရာဖို့ အနာယူမနေ့ကမှနေရာနဲ့လိုက်ပို့ပေးမယ်။အေးပါတပည့်ရဆရာခဏနားအောင်မယ်။ဒီလိုနဲ့နောက်နေ့ရောက်တော့ဆရာဘုံစိတ်ဝင်စားတဲ့ဟန်လင်းပြူမျိုးဟောင်းရှိရာကိုထွက်လာခဲ့တယ်။မုံလူမျိုးဆက်တဲ့ဆရာဘုံကတပည့်အကွက်ကြောင်းကိုခေါင်းပေါင်းပေါက်ထားတယ်။ကုန်းစားတက်ပြီးမုံတွေထင်းရဆေးတဲ့အိုးကြီးကသူ့အတွေ့ကိုမြူးရပဲ။တပည့်ဖြစ်သူဖိုးဆိုင်ရဟန်လင်းတမိုင်းကြောင်းသူနားလေသလားခါကနာနာရှင်းပြတယ်။ရေဘူးရေအတွင်းဟန်လင်းတွင်းမကြီး ပြူတင်းချိုင်းနေရာကျော်တက်တန်းရှိတဲ့ကျောင်းဦးကြီးစီတီအရောက်ပို့ပေးခဲ့တယ်။ဒီတွင်းမကြီးကနှလဲကြီးတယ်လို့နမိတ်လေးပြတဲ့တည်းစရာဟိုအဖွားသူငငယ်တုန်းကရေးနှီးအကြီးတွေတက်လာပြီးငါးကြီးတွေပွက်တယ်။မကြခင်ကလဝန်ယောဂါတွေဖြစ်ပြီးကက်ဆိုက်ပါလေရော။ဒီတွင်းနေရာရှိကဘလောက်ဆုပ်ဆုပ်ရေးမခံဘူး။ဒီကနေအုံတီပြစ်လိုက်ဝက်လက်ထွက်ဘက်ကတွင်းပေါ်မှာသွားပေါ်တယ်တဲ့။အေးကြီးကျော်ဆက်ဆက်နေတဲ့သဘောပေါ့။ တွင်းရဲ့တိဆောက်ပုံကလည်းထူးခြားတယ်နော်။ကျောင်းဟောင်းကြီးတို့ကလည်းပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးရဲ့ရုပ်ကလေးကခုရီမပုတ်မတူပဲခြေသေးလက်သေးတွေစပင်းတွေရှိနေတာဆရာခင်ယူပြုတ်မိတာ။ခင်ယူတော်တော်တော်လေးပြုတ်မိတယ်။စိတ်သိမ်းလေးထားတယ်။ကျောင်းကြီးရဲ့မှာမကျွမလွတ်တဲ့ဘုံဘဝရောက်နေတဲ့သူတွေရှိနေတယ်လို့ခံစားရတယ်။တချို့ဆိုရင်အဲ့ဒီကျောင်းကြီးကနေခင်းတော်ခြောက်ခင်ရတာ။ကြံ့နေဆရာကြီးဆရာဖုံးနဲ့အတူရွှေကူကြီးမျက်စွာပြားကိုရှိခိုးပြီး ေးဘက်စူးစူးမှရှိတဲ့ဖိုးဆိုင်တို့ရွာလေးကိုကြည့်ပြီးတော့ခဏမြငိမ့်နေမိတယ်။လေရကျက်အဝိတ်ကြောင့်စေးတံအူမိသက်ပြီးကုန်းတရားထုတ်သွားပြီးစကားဆတော့တယ်။ကဲပြူနဲ့မွန်သမိုင်းကြောင်လေးဆက်လိုက်ရအောင်။ဒီဟန်လင်းကဘလူလုတ်ပြီးတော့ပြူလူမျိုးတွေပျောက်ဆုံးသွားရတာလေ။ဒါတော့တိတ်မတွေးတတ်ဘူး။တပည့်အမည်ပြောရရင်ပြူဆိုတာတပည့်တို့နဲ့သွေးချင်းမကင်းဘူးထင်တယ်။ဟန်လင်းမျိုးကြီးပြန်ရတဲ့ပါးစပ်ရာဇဝင်ရလေ။တော်လီထူးဆန်းတယ် ဟန်လေးမျိုးကြီးပြက်ပြီးမေရက်ွက်တခုတော့ကြံငယ်သေးတာပဲဒါပေမဲ့အဲ့ဒီလူတွေဘယောက်သွားလဲဆိုတော့တွေးစရာပဲငါလေးတမိုင်းသူတွေဒီမဟုတ်တော့တတိချပြောလို့မရဘူးအခုပြုစည်းရီးတွေကိုလိလာတွေးရှိခြင်းနဲ့လက်မှုပညာတော်တော်များများကိုလိလာရသလောက်တော့အနည်းဆက်ဆုံးပကံခေလက်ရာတွေနဲ့ဆင့်နေဒါကြောင့်ပြူဆိုတဲ့အမည်နာမကိုဗမာသွေးနှောပြီးဗမာရီဖြစ်သွားတာထင်တယ်ပြူလူမျိုးဆိုတာမင်းရဲ့ဘိုးဘွားတွေဖြစ်နိုင်တယ်သွေးမကင်းနိုင်ဘူး ဆရာတပည့်နှစ်ယောက်ဘုဟုတုဒ္ဒဖြစ်ပွဲရာတွေဆွေးနွေးတော့တရုတ်စကားပန်းတွေဘုရားရှင်ပြင်ပေါ်ဝီနေအောင်ကြွေကြနေတယ်။ဒါနဲ့ဆရာဒီရွှေကူကြီးမြတ်စွာဘုရားမှာတပောင်ရှိခဲ့ဘူးလေ။ဘာတပောင်လဲကွာ။ဟန်လေးရွှေကူကြီးပြူရင်အမေတေတာမငူနဲ့တဲ့။ဆိုလိုရင်ပညာရှိတွေအမျိုးမျိုးကောက်ကြတယ်။တချို့တိုက်ဆရာတွေရဲ့ယူဆချက်ကဒီရွှေကူကြီးဘုရားတီတော့ကအတော်ကမင်းတရားရရွှေငွေလက်ဝိရတနာတွေကိုထုံကျင်းတဲ့စုပုံပြီးတီးခဲ့တယ်လို့ပြောတယ်။ တချောင်းတကားရဆိုသလိုယူဆကြက်တွေများပေမဲ့ဒီရွှေကိုကြီးဖရာရဲ့အောက်တက်တဲ့မှာပုပ်ပါမင်းကြီးတောင်လိုမျိုးမိတော်အကြီးရှိတယ်ဆိုတာကိုတပည့်လက်ခံတယ်။အေးဖြစ်ဖို့များတယ်။ဒါကြောင့်လေရေဘူးရောရေအေးရောနှမျိုးထွက်တာပေါ့။ပြီးတော့မင်းတို့ရွာမှာငကပွက်အိုင်တွေတွေ့ရတာကိုခုခေတ်သိပ်ပံမြင်နေကြည့်။ဆရာပြောတဲ့ငကပွက်အိုင်ကြီးရွာအလွေခေါ်ကြတဲ့ငကကြည့်အိုင်ကပြုခေတ်တော်ကဘယင်ကိုခါစားတဲ့ ၎င်းမင်းတို့ထွက်ပြေးရင်သူ့နေတဲ့ကလူပိနာဆိုပြီးခေါင်းထောင်ကြီးတဲ့နေရာလို့အယူအဆရှိတယ်။တပည့်ကတော့ဆရာပြောတာလက်ခံတယ်။တပည့်တို့မှတ်ထိရွာနေဆိုရင်ကြည့်ပါလား။ညီမျက်နှာပြင်အတွင်ပြင်မညီဘူး။မိတော်ရှိစရာညီသားပြည့်ပြည့်ကျော်တွေရွှေရှားခဲ့လို့ညီမျက်နှာအတွင်ပြင်ခုထိမညီညာဘူး။စားငယ်ရအမြင်စိတ်ထွက်နေတာ။အေးနော်။ဆရာလေးမင်းတို့ရွာကိုရောက်ရောက်ချင်းညီမျက်နှာပြင်ကြည့်ရလား။တမျိုးကြီးဖြစ်နေတာ။နန်းတွေကဟိုးအောင်ရောက်လို့အတိရင်တောင်မွေရွာထင်ရတယ် ကြာပုံအပါတရားရှိပြီးဂရင်းနေရကုန်းဘက်ချူထွေးထုတ်တယ်။ပြီးတော့စေးတံအိုးအမားစီဘူးကုန်းရီတွေပြန်လျှောပြုံးထားတဲ့လွဲဤကိုကျွန်တော်ထံယုံယုံကြည်ကြည်နဲ့ကမ်းပီးတယ်။မယောင်းသုံးချိန်ဝှချပြီးစင်ရစိတ်တယ်ဒီပြူမြူဟောင်းလေးလျှောက်တော့တရားထိုင်မြစ်တာပို့လိုက်အောင်မယ်။ဆရာဟိုဖျားရင်မြင်တော့ချိန်ရရောက်စိတ်ပြောင်းကစောင့်နေနော်။ဖြစ်ဖြစ်ပါမလားဆရာ။ဘာမှစိတ်မပူနဲ့။ဆရာနဲ့ဒီနေရာနဲ့ပဋ္ဌာန်းဆက်တွေရှိခဲ့ဘူးတယ်။ စိတ်မချပေမဲ့နောက်ပြန်လှည့်ကြည့်နှဲ့ကြည့်နေဆရာကိုကြည်နေမိပေမဲ့ဆရာသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ခါဆန့်ပြီးဩဃတာစရွတ်တော်တယ်။စာရေးဆရာဆိုတော့အင်ဂျီယာအဖြူမူပစိုးအဖြူရောင်ကွန့်နေဆိုတော့နေရာရှင်ပြေပေါ်မှာကြက်တည်ရရှိနေတယ်။မုံလွဲခံနေပြီမို့နေရတော့အတော်ရှိနေ။နိုင်ဝက်လောက်ကြာတော့ချောင်းကြည့်တော့ဆရာပရိစိတ်ပြီးတရားထိုင်နေရတွေ့ရတယ်။ထူးခြားတယ်ပြောရမလား။ခဏနေတော့မိုးသားတိမ်နေတွေ့ကောင်းကင်တခွင်အုံမိုးသွားတယ်။ ။ပန်ရောင်ထန့်နေတဲ့ဖခင်ရင်မြင်တော်ကလည်းအေးမြခြင်းနမိတ်ကြီးစိုးသွားတယ်။မိုးလီအေးတော့လှေကနေအိပ်ပျော်လူချိန်မှာငါတပင်တော်ပင်မန်းနေပြီပေါ့။မပင်မန်းမအောင်စရာ။မိုးအေးလူအိတ်ချင်စိတ်ဝင်မိတာပါ။ခဏဆိုပြီးတော့တော်တော်လေးကြာသွားရင်တော့စရာ။အေးပထမ်းဆက်ရှိသူတွေကိုမြေတားပို့ပြီးတမထကျင့်တာရဲ့ဒီရွှေကိုကြီးဖခင်ရဲ့အဆောင်လျှောက်ကြီးနဲ့စကားပြောနေလို့ကွ။တိတ်နားမလဲဦးစရာ။အေးဆရာပြောပြန်မယ်။ကျောင်းကဒီလိုရှိတယ် ဒီရွှေကိုကြီးဖရာရဲ့မြောက်ဖက်မှာထူးဆန်းတဲ့ထမ်းပင်ရှိခဲ့ဘူးတယ်နော်။ရှိတယ်လို့ရှေးလူကြီးပြောဘူးတယ်။အဲ့ဒီပင်မှာအရှင်ကတိုက်ဆောင်နေကားတွေနေခဲ့တဲ့နေရာပဲ။သူတို့ကဟိုပြုခဲ့တဲ့ကဖရာစတီကောင်ကဖရာကျုံနေပဲ။တီတော့ဖရာတိုက်ဆောင်တွေအနေနဲ့ခုထီကာကွယ်စောင့်ရှောက်ကြတော့သူတို့မျက်နှာတွေကလူကြီးတယောက်ကိုအားကိုးခြင်းနဲ့ကလေးမျက်နှာထားမျိုးနဲ့ခုနဆရာစိတ်အာယုံလေးကိုလာတယ်။ပြီးတော့ဒီဖရာတိုက်ကိုတူးဖို့ တိုက်ဆရာတွေကိုကတီတီနာတူးဘူးလို့ပြောတယ်။ဇေဒီရဲ့ဌာပနာထဲမှာညံတော်ကိုလမတီတီရှိတဲ့ရွှေစင်စစ်စစ်ဇေဒီငယ်ကိုစုရှိတယ်တဲ့။ဒီဇေဒီကနောက်ပွင့်မဲ့ဖះရှင်လက်ထက်ထိရည်စူးပြီးဌာပနာထားတာပဲ။တိုက်ဆောင်တွေအတွက်မေတ္တာပို့သပေးလို့အင်အားတကူတိုးပြီးစိတ်ကိုလည်းကြည်နင်စေလို့ယေရှုတင်ကြောင်းလာပြောတယ်။နောက်ပြီးဟောဒီဖြောင်းစိတ်ပင်ပေါ်မှာလဲဆရာတို့ဆရာတပည့်နှစ်ယောက်နဲ့ပဋ္ဌာန်းဆက်ရှိတဲ့လင်မယားနှစ်ယောက်ရှိတယ်။ယူခိတုံက ပြန်နေတဲ့ပေရသူတို့တားနေသမီးတဲ့ထွက်သက်မှာအယူဆမှားတစ်ခုကြောင့်ခုထိမကျွတ်မလွတ်သေးပဲနေနေရတဲ့ကြောင်ပြောတယ်။ကြံကိုသားရဲ့မြင့်တာနဲ့အမြောက်လေးရတယ်တဲ့။နောက်နောက်မှာလူတန်းလှုပ်ဖြစ်ရင်လည်းအမြောက်ဝေးပေးပါလို့တောင်းဆိုတယ်။တခါတလေကံကြမာတွေကစမ်းကြယ်တဲ့ပေ။ဟုတ်လားဆရာ။ကိုဆိုင်အံ့ဩစွာကြည့်မိတယ်။ကဲကိုတော်ချောအံ့ဩမနေနဲ့။မိုးခိုးကိုရှင်းအောင်သူ့ရည်တနာပြလိုက်တဲ့ခဏသွားရအောင်။ကြေးလွှားထွက်ခဲ့ပြီမင်း။ မိုးကတဝင်းဝိုးရွာချလို့ရွှေကူကြီးစောင်းထဲမှာပဲမိုးခုနေတယ်။လေးပါပါလို့လူတော့နေငယ်ဆိုတယ်။တနအိခန့်ရွာတော့ရှင်ရမိုးရီတွန်လေးတင်နေ။မိုးရွာပြီးဆက်လက်ကြံနေသေးတဲ့မြို့ရို့မပြန်ခင်လေးလာဖို့သွားလိုက်သေးတယ်။ကွင်းပြင်ကျင်းကြီးတစ်ခုမှာအနီးရောင်အုပ်ရိုးတွေကပျက်စီးနေပြီမေ။မြို့ရိုးတကမှန်တိတာလုံးနေ။မလန်မကန်းမှလည်းတူဖို့လက်စကုန်းမတ်တွေရှိနေသေးတယ်။သူတို့ဖြင့်ဒီနန်းမြို့ရိုးဟောင်းကိုကြည့်ချင်းဖြင့် တချင်ရဟာလာဟင်းလင်းကြီးကြီးမားမားရှိခဲ့လို့ဟင်းလင်းကနေဟန်လင်းဖြစ်လာတူတယ်။အရှင်ရနမေဟန်တာနာဂရဆိုတာကလေဟန်တာဝရီကနေစဉ်သက်လာဟန်တူတယ်။ဆရာဘုန်းကစေးတဲ့ဆိုင်ရင်မြူရကမုတ်ကိုလက်နဲ့အတာဖိပြီးညလုံးမှိတ်ထားပြီးတော့"ဩဟန်လင်းပြူသူရဲကောင်းနေရတော်ရဲရင်ခဲ့ကြပါလား။တော်လဲတစ္ဆာရှိကြရင်အတူဖော်ရသေးတဲ့ဇီရီပထိုးတွေအဲ့ဒီခေနမေကြီးပြူရဲနနာတိုက်လဲ" အရှိမြောက်ရှင်းမှရှိတယ်။စက်သိမ်းမလာတဲ့ပြုခေကသူခေသူခာတော်တော်လေးလှခဲ့တာ哦။ဆက်ပုံးအာယုံခံနေတာ哦။ဖိုးဆိုင်ကြိုးရစိုက်ကြည့်နေမိတယ်။ငါတို့ကြကြမနေသင့်တော့။နှောက်ရက်တွေနေရှိတယ်။ပြန်စုတဲ့ဘေး။အညာမှာခုလိုမိုးမကြီးတာစေစုနှစ်ဝင်းကျင်ရှိပြီ။တရိုက်ဆိုင်ဆိုင်ရှမ်းမညာမိုးတွေဆက်ပုံးတေဆောင်ခဲ့လားမသိ။ဘကူဆရာဆောက်ရောက်တဲ့ကမိုးသားတိမ်လိုက်တွေတလိမ့်လိမ့်တက်လာတယ်။အခုလေးရုတ်တရက် မိုးတွေဝါးတပြန်လောက်ထိလူသူမသေးကွင်းအောင်ရွာတယ်။ဆရာပြောတဲ့ပထန်းဆက်ဆိုတာဖူဆိုင်ယုံကြည်နာတယ်။ကဲဆရာကြီးရှင်နွေးလေးတောင်းမိုးမိထားတာဆိုတော့မင်းလေးစားပြီးတော့စိတ်ကြူတောက်ရမှာ။အေးပါဒီမိုးလောက်တော့ဆရာမမှု။ဟိုဆရာတို့ညောက်ခါရှည်ဆိုရင်တနက်လောက်ထိနေမမြင်မိတ်ရွာတာ။မိုးဆိုလို့တပည့်ရဲ့တသက်နဲ့တကူဒီလိုမိုးရွာတာခုမှမြင်ဘူးတယ်။အရှင်ကမိုးနေတယ်။တခါတလေမိုးပါခေါင်းနေ။မနေ့ကျရင်ထူးထူးခြားခြား ဘုရားတစုပြန့်မေးစရာမိုးခေါင်ရင်လုံသိမ့်မစွဲဘူးတိကနဲ့ဘုရားကိုပဲပူဇော်ကြရတာတိကနဲ့ဘုရားဟုတ်လားဟုတ်တယ်စရာတော်တော်လေးကိုထူးကြတယ်လူကြီးစကားလူငယ်ကြားတယ်လို့လက်စင်ကန်ပုံမြင်တပုတ်လည်းရှိခဲ့ဘူးတယ်ထူးသဖြင့်တိကနဲ့ဘုရားအစ်မတန်မှစွမ်းနေလို့တိမ်ဝါလုံးကယုံကြည်ကြတယ်ဒါပေမဲ့အခုလူငယ်တွေသိမ့်မသိကြတော့ဘူးစရာအဲ့ဒီထူးစန်းနဲ့ဖြစ်ရလေငါပြောပြပါဦးဆရာတပည့်တွေလေကောင်းနေရလားမမောင်ကလေးထမင်းသုံးဆောင်ရအောင်ကဲဆရာ ဆရာမေးတာပြီးမှပြောပြမယ်ခုတော့ထမင်းစားရအောင်ညနေ၄နာရီခွဲနေရောင်ကတဖန်သေးနာတယ်မို့အမတုနိုင်မေးကြက်ပြောင်ငှက်ပြောင်ပျောက်ရှာတယ်နေစီမရသေးပေမဲ့ရှင်ယူပူနစ်တက်တဲ့တောသူမတွေပြီးပြီးရင်းနှင်းစီမီခွဲထွန်းထားပြီးတယ်အညာထမင်းအညာဟင်းရဲ့အရာသာဆရာဖုံးကိုရှာလေသွားစေတယ်စူးပုတ်လေးဟင်းကျူကြားပဲကြားဘူးလားခုမှပဲစားဘူးတယ်စားကောင်းလိုက်တာကြောတက်မှဆိုလို့မြမမစားရဘူး တိုးလုံးစားလေအကျုံးမတက်ပါဘူးဆရာသူကြီးမဟုတ်ဘူးဂုံဂျုံညွတ်ကိမုံရွယ်အညွတ်နဲ့တီးချီရွယ်တွေရောထိုင်အညာရဲ့ရောသမမွေဟင်းကြူပေါ့မိုးဝအေးသမီးရစားလို့ကောင်းတော့ဘိုက်ကိုနှင့်သွားတယ်ဘူဆန်ရလက်တုပ်ပွားကန်းပြီးတော့ဆရာကုန်းတရာစားပြီးအိမ်ပေါ်တက်သွားရအောင်မင်းပြောပြမေးပုံကြီးနားထောင်ကျင်လာပြီဟုတ်ကဲ့ပါဆရာဆရာသူကုန်းအေးထဲကနေကုန်းတရာထုတ်ရတယ်စေးရန်စေးပြေးပြီးဘူဆန်အိမ်ပေါ်တက်ကိုယူသွားတယ်ဘူကတော့တင်းလိုက်ဆဲလိုက် ရွာလူကောင်းနေစေအိမ်ပေါ်တဲ့လျှောက်တည်းကသူ့မူဘဝကြားရဲ့မူပေါက်တန်နားထဲမှာအိပ်ပျော်စေမဲ့ဂီတတန်စင်လိုမျိုးစီးချက်ဝါချက်ညီးနေတယ်ထုံးချီဝါစေးဖို့ကြားချက်ကိုတုံလင်းလိုက်ပြီးနှိပ်ပေးပြီးတော့ဆရာနားထောင်ခြင်းနဲ့တိတ်ကနဲ့ဖရာအကြောင်းစတော့တယ်ဖရာရဲ့တမိုင်းကိုပါစပ်ရှားစဝင်ရကြားဘူးလားဒီလိုပါဆရာမေလိုကလေးဘွားလောက်ကပေါ့ကျောင်းတိုင်ဆရာတော်ကအရှင်နာတော်ကတရွာလုံးကချစ်စနူးနဲ့ဘူးနာလို့ခေါ်တယ် အဲ့ဒီခေတ်တုန်းကမုဆိုးလုံးအစ်မတန်မှဝါသနာပါတဲ့ဘိုးဘူးဆိုတဲ့မုဆိုးဘိုးဘူးတယောက်ရှိတယ်။သူမိမဒေါ်ကျူးတဲ့။သူကတောင်ရရှိရဲ့သားနဲ့မုဆိုးလုံးကိုဝါသနာသိပ်ကြည့်တာ။မိုးလီရွာတာနဲ့ငါးရှာဖားရှာတယ်။ရိယာတီဆိုရင်ကြွတူးယုံလိုက်နေ။ရှားရင်လည်းသိပ်မစားဘူး။သူ့အညာသားသမီးတွေစားရင်စား။မစားရင်ဘေးသိန်းတွေကိုပေးတတ်တယ်။ဆရာကိုနှိပ်ပေးပြီးတော့ဖူဆိုင်အိမ်ရဲဝင်လဲလျောင်းပြီးစောင့်ချုံလိုက်တယ်။တပြောင်းပြောင်းရွာနေတဲ့မိုးတန်တွေက တပြေးပြေးတဲလာတယ်။ရရဲ့တဝင်းဝင်းနဲ့မူးချုံတန်ကြောက်စရာတွေပြောင်းလဲလာတဲ့တစီတကောင်ပမာပဲ။ရွှေဘူးစိန်ကျူးတော့ရေတွေတော်လေးကြီးခဲ့သေးတယ်။အခုရွာရဲ့စနေထောင်ရက်ကအင်းပြင်းကြီးနဲ့ရေတွေဖွေးဖွေးလှုပ်လို့ညရွာရဲ့မိုးကြောင့်မိုးဆူဘူးဘူးတင်အောင်လေးနဲ့မြားရင်ခရင်ကွာတေးတေးနေရေလိုအပ်တဲ့ပစ္စည်းတွေရရှုပြီးတယောက်တည်းထွက်ခဲ့တယ်။ရေတက်တော့ကြွက်တော့ပေါ်မှာပြီးခဲ့တဲ့ခေါက်ကကန္နာရတိုးရရရုံဝချင်းတွေ့ရတယ်။ အခုရေနဲ့ဆိုသူတို့ရေနှုတ်ရချုံမုတ်တွေပေါ်နေကြမှာတေချာတွက်ပြီးတော့ခက်စောစောထွက်ခဲ့တယ်။ဘူဘူကမုတ်ဆိုးသာပြောတယ်။ဥရီရုပ်ကခန့်နေအရှင်မောင်းကောင်းနေပေါင်ပါစေးမိကြောင်နင်းငယ်ရှိပြီးနှကံမွေးခက်ကြမ်းကြမ်းရှိတယ်။ရှောင်းတစားကိုအမြဲတက်တက်ရဲရဲထုံချထားပြီးလေးနဲ့မြားသူ့ရဲ့လက်ဆွဲတော်အဲဒီတုန်းကဒီရွာကြက်ရှာပင်တွေပေါ်တဲ့ကြက်ရှာတော်ကြီးတချို့ဒေသတွေကတော့ဘရုံမာဖူးပင်တစားဖူးပင်လို့ခေါ်ကြတယ်။အပွင့်ကိုချက်ဆိုင် မို့လို့ပဲလို့ပြောတယ်။အင်းဆိုတာကလေခုလိုနန်းနန်းကလည်းပဲတုံဆက်ရမှမသိဘူး။စားချက်ဖို့တော့ပဲတီးကြတာ။အဲ့ဒီအင်းရဲ့ပြင်းရဲ့ခြုံပေါ်မှာမဲမဲနဲ့နဲ့တခုကိုဘူးဘူးကတွေ့တယ်။တီးချာကြည့်တော့မှဖះမှန်းတီးတယ်။ကိုနဲ့ထိုင်လို့ရတာပဲလို့တွေးပြီးဖះကိုထမ်းပြီးတော့အိမ်ပြန်ခဲ့တယ်။လေးနဲ့မြောက်ဘယ်နာထားခဲ့မိမှမသိဘူး။တယောက်တော့ဒေါ်ကျူးကစိတ်ပူတာပေါ့။ဘာတော့ကောင်မှပါမလာဘူး။ဖះထမ်းပြန်လာလို့ဖះခိုးလာတယ်ထင်ပြီးလက်ကိုမေးရှာတယ် ချစ်ချမ်းကိုစင်ပြောပြပြီးဒီမှာတိချာရေးသက်ပေပြီးတော့ဒီမှာတည့်ရထားတယ်ဘူဘူးလေးအကျွတ်တရားရှာပြီးမုတ်ဆိုးလုံးရာသက်ပံစွန့်လွတ်လိုက်တာပဲဒါဆိုမုတ်ဆိုးဘူဘူးတော်တော်လေးကံကောင်းသွားတာပေါ့ဟုတ်တယ်ဆရာကဲတပည့်မိုးကသိနေတာပြန်ပြီဘာမှမကြားရတော့ညလေးနှက်ပြီဆိုတော့မနဲ့ဖះရောက်မှပဲဆက်ပြောပြီးတော့ခုတော့အိတ်ကြဆိုကောင်းကင်ပြပြလွင်လွင်ရညာသူမဟုတ်တဲ့ပုံစံနဲ့တာရနေတယ်အိမ်ရှိဆောင်ချမ်းပင်ဘဝစာကလေးတွေနဲ့ သူ့ဘဝနဲ့သူတန်ရာလှတယ်။မနေ့ကအမေဖြစ်သူဒေါ်အေးကထမင်းပူပူဟင်းပူပူနဲ့ကြွေးတယ်။ငိုင်းချက်ငပိချက်ကျမောင်ရွက်နဲ့မြေပဲကျော်လို့ကမနေ့စာထက်ပူလွန်းနေတယ်။ဟေးငါမြေဖိုးဆိုင်ရဲ့ဆရာပါတယ်ဆိုလို့စက်တောင်းဝါတောင်ဝေးကိုအပြုတ်ပြီးဘူတန်ချောင်းဆိုတဲ့အဖိုးကြီးထန်းပလက်ကလက်ထိုင်းပေါ်ဝင်းထိုင်နေရှင်းလူကြီးပြီးပြီးတပတ်ကမုတ်ဆူပေါင်းပေါင်းထားပြီးစေးတံခဲထားတယ်။ပြီးတော့အရှက်မပုတ်တားညူညူနေရွက်ရှိရှိမျက်လုံးမျက်ခုံးနဲ့မျက်နှာပေါက်က ဖိုးဆန်းရဲ့ဖိုးလို့ရေကြီးနှက်ခတ်မလွေပြောနိုင်အောင်တူလှတယ်။ဘာမျိုးဘူးတူဆိုရမလား။ဘာမနေ့စာစားသွားပါလား။တခါလေးပြင်လိုက်မယ်လေ။မလုံနဲ့။ဘာမနေ့6နိုင်လောက်တည်းစားပြီးပြီ။တန်ဝင်းရအောင်ပြန်လာပြီ။တန်ဝင်းဆိုတာသူ့တန်းသမီးတွေရှိတဲ့သူ့ရဲ့တန်ဝဲကချံကိုစိုးလို့တာ။ရှင်းလူကြီးရဝရိယကောင်းလှပြီးတယ်လို့ဆရာဖုံးစိတ်ထဲမှတ်ချက်ချမိတယ်။ဘောင်ရရဲ့ဘဲစာတိတုံးကွ။ကျွန်တော်စာတရားပကိုးပါ။စာရေးဆရာဖြစ်လို့ ဒီဘက်ကတမိုင်းတွေလေ့လာရင်အလေးလာတာပါ။ကောင်းနေကောင်းနေငယ်တော့သွားရတာကျုပ်တို့တော့ကတော့ညော်ခီးမသွားခဲ့ပါကျုပ်ဆိုရင်မုတ်ဆိုးပေါ်ကဒီသားသမီးကိုရောက်ထမင်းမငဲ့ရေးဟိုရှမ်းပြည်နယ်ထိသွားလို့ကြွေးဘူးတယ်စိတ်ခုံမဆိုးစားတော်ကငပိငချောက်ပေါ်ဦးပေါ်ပြန်သူတို့စားရတယ်ဝင့်ရတယ်လူတန်းစိတ်နေနိုင်အောင်ကျုပ်လှုပ်ကြွေးခဲ့တယ်ခုသားသမီးကိုရောက်ကတော့ဒီဖေတယောက်ကိုကြွေးဖို့ပေးဖို့ပြုစုဖို့ကဲ့တွက်နေကြတယ်ဩ အဘတောင်းဝန်ကြည့်ခဲ့ပါတယ်ပြန်လည်အကျိုးပေးမှာပါစိတ်မကောင်းစွာကြားလိုက်ရတဲ့ဖခင်တယောက်ရဲ့အထီးတန်ခြင်းဝေဒနာကိုဆရာဖုံးထက်တူခံစားနားလေတယ်ဒီရွာသမိုင်းဖြစ်ရဲ့ဆန်းတွေကိုမောင်ရင်တေချာလေ့လာပြီးတော့အကျိုးရှိအောင်ရေးရေးကွယ်မောင်ရင်ကြည့်ရတာအချင်းတင်နာဆရဏနဲ့ပြည့်စုံမဲ့သူပဲအဘပြောတဲ့နောက်ထိမပြည့်စုံသေးပါဘူးဒါပေမဲ့ဖြစ်မြအောင်တော့တမာရီယောဆရဏပါအားကောင်းလေ့လာလေ့ကျင့်နေတဲ့တာမန်လူတယောက်ပါပါ ဆရာဘုံထမင်းစားပြီးလက်ဖက်ထညက်နဲ့ညီပဲဆိုပြုတ်ကိုအချိုမတင်းတော့ပဲဘူးတန်ကြောင်နဲ့အတူလက်ရုံးညီထွေရှိအောင်စေးတံကိုထုတ်ပြီးတော့တောင်းလိုက်တယ်။ငယ်တငယ်ချင်းနှစ်ယောက်ခုမှပြန်တွေ့လို့ငယ်ကျိုးငယ်နာပြန်ပြောနေတယ်လို့စကားဝါရပေးယူမျှလာတယ်။မောင်ရင်လေးသွားဆရာရှိရာနေမပူခင်သွားကြအောင်။အဘလေးနွားသားမိနှကောင်ရွာပြင်မဲ့ထွက်လာအောင်မေ။ငါမြေရွာရဲ့အထီးကကြတဲ့အရာတွေကိုတေချာလေးရှင်းပြလိုက်အောင်။ဟုတ်ကဲ့ပါ။စကားဝိုင်းကောင်းပြီမေ။ ။ဘူတန်ချောင်းကသူ့အလုပ်ကိုသူမမေ့တဲ့တတိတော်လေးစားစရာ။ဆရာတပည့်နှစ်ယောက်လည်းသူ့မိသားရွာဦးเจ้าကိုခြေချင်းရှောက်လာခဲ့ကြတယ်။အင်းလေးမရှောက်ဘူးပဲ။ကံကြီးဦးတောက်ရီကံရဲ့အလှဘရုံမပန်းတွေရဲ့တစားဆင်းမှုနဲ့တော်လေးလှနေတယ်။တရင်ကျုံလှဆိုတာကြာပန်းတို့ရဲ့အလှဆုံးချိန်မို့လား။အေဂရီပန်းနဲ့ခရီးပန်းရနဲ့တွေကံပေါ်မှာမှုေးကျူးလို့မကြီးပင်အကြီးကြီးတွေရဲ့အောက်ခြေမှာတော့နဘူးကြုံနဲ့မိုးနှံစူးကြုံတွေရှိတယ်။လှလိုက်တဲ့ရေကန်ကြီးပါလား။ ဟုတ်တယ်ဆရာဒီကန်ကြီးကလှလေးလှသလိုတစ်နှစ်လုံးတရွာလုံးရဲ့ရေကျူးရင်းမြစ်ပဲကန်ကြီးကတဘာဝတောင်ကြရေတွေတားဆီးနာပြီးခြေကန်ပေါက်ဆလေးဖြစ်တည်နာတာတဖြည်းဖြည်းခြေရွာပြုတ်ပြင်ကြပြင်းလို့တဲ့သူတွေဆိုရင်ခြေရွာလူချင်းကပြစ်ပေးတဲ့အနေနဲ့ဒီကန်ကြီးမှမြေတူးခိုင်းတယ်ခုတော့ဖိုးတန်လာတဲ့ကန်ကြီးပေါ့နှကောင်းနဲ့အေဂရစ်ပန်းနဲ့ရတယ်ဒီမှလေးဆရာခေပန်းပင်ကဟိုဘက်မှာနောက်ကြဒီဘောင်ပေါ်ပန်းပေါင်းစုံစိုက်ရမှာမစိုက်နဲ့တပည့် ပန်းတွေကသူ့ရင်ထဲနဲ့သူ့မွေးတယ်ဆိုပေမဲ့ရင်ထဲနေများလို့ရင်အစိတ်ဖြစ်တတ်တယ်။အဲ့ဒီအစိတ်ကလူအသက်ကိုပါတိတ်စေနိုင်တယ်။ဘုသူတန်အနေနဲ့မှတ်ထားပေါ့။အဲ့လောက်တောင်လားဆရာ။အေးပေါ့ကွာ။ဆရာလေးဖျားလေးဖူးပြီးတော့ညအခန်းဆက်လေးဆက်နားထောင်ကြလာပြီ။နားထောင်မှာပေါ့ဆရာ။အခုကျောင်းနေသွားဆိုလေ။ကျောင်းနေရောက်ရောက်ချင်းတက်ပေတဲ့သူ့မိသားဖျားကိုရှိခိုးလိုက်ကြတယ်။ပြီးတော့မှအပေါ်တဲ့ကျောင်းဆောင်ဘဝကတကယ်နဲ့ဖျားစီမြင်မြန်လေးလာလိုက်တယ် တွေ့တွေ့ချင်းဆရာဘုန်းကတိတ်ဆိတ်စွာငေးမောကြည့်တယ်။ရှူသေးစွာရှိခိုးပြီးဖះအုပ်နီးကဲ့လေ့လာတယ်။မာမျက်မှုနီးပုံစံထူးဆက်ထားပြီးသူ့ရဲ့ပင်ကိုအနက်ရောင်ကိုတဘာဝတိုင်ထားတာလေ။မုတ်ဆိုးဘိုးဘူးကဒီဖះအုပ်ဆရာတော်ဘူးနာတန်ကိုအပ်ပြီးဒီเจ้าမှာတရင်သုံးစီတယ်။တညမှာတိတ်ကနဲ့ပြန်အခိုးခံရတယ်။ဆရာတော်နဲ့တရားလုံးလည်းမသိကြဘူး။ညာစနေလောက်ခိုးခံရတာအရှင်ကဖះခိုးခံရတယ်ဆိုတာကြားတော့မကြားဘူးနောက်တော့ဘလို့ဖြစ်လို့လဲ ရုတ်တရက်ဆိုသလိုကောင်းကင်ကအလင်းရောင်ကြီးတွေထွက်လာတယ်။ပြီးတော့လင်းကျက်တွန်းတန်း၊စွန်းထချက်တန်း၊နွားတွန်းတန်းတို့ရဖျားခိုးတွေအတွက်စိတ်ပူစရာဖြစ်လာတယ်။ခုထိသူတို့ကဖျားပရဝုန်နဲ့မထွက်ရသေးဘူး။ပြစ်ချင်ရပြစ်ဆိုသလိုအရေးစွန့်ပြီးတော့ရွာအရှိတ်ဘက်ကိုထွက်ပြေးပြီမဲ့။ကျောင်းကခွေးတွေကဟောင်းနေရွာသူရွာသားတွေလိုက်လာတယ်ထင်ပြီးရွာအရှိတ်ဘက်ကလှိမ့်လန်းကြတယ်ပြစ်ထားခဲ့ပြီးတော့ကိုလူရုံထွက်သွားကြတယ်။မနဲ့မိုးလင်းမှာ တရွာလုံးလိုက်ရှာမှဖះကိုတွေးရည်စရာ။အော်ဒီလိုလား။ဒါပေမဲ့မရှင်းတာတကူးတွေကစနစ်လောက်ခိုးတာဆိုပြီးမိုးလင်းတဲ့အထိဘာလုပ်ကြလဲ။ထူးဆန်းတာအဲ့ဒါပဲစရာ။တကယ်ဆိုတကူးတွေနားတဲ့အချိန်လုံးကတရွာလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ။ဖះရဲ့အစွမ်းကြောင့်သူ့နားထဲမှာမိုးလင်းတယ်လို့ထင်ပြီးကြောက်အားကြီးတာဖြစ်နေတယ်။ရွာသားတယောက်တည်းနေမှမသိကြဘူး။ဆရာတို့ကခွေးအောင်မှနိုးတာ။ထူးဆန်းလှပါလား။ဆရာပုံလက်အုပ်လေးချီပြီး တန်အောင်မြင့်တက်နေမိတယ်။ခုမှထူးဆန်းတာလာမစရာနာနာနေနေထိုင်မအောင်။ဟောဘသူများလဲလို့ဖိုးဆိုင်ပါလား။ဘယ်တော့ရောက်တာလဲ။เจ้าနေပဲတငယ်ချင်းအရှင်စာကရော့ရဲ့နှုတ်ဆက်စကားကြတော့လက်ဥချီပြီးတနည်းအားမှရောက်တာဗျာ။ဧည့်သည်လေးပါတော့ဇွားရဲ့ထင်ကြရတို့လိုက်ပြနေတာ။စာရေးဆရာဆိုတော့ကုန်ချမ်းရတာပေါ့။အေးပါ သူမိတာဖျားတို့ရွှေကိုကြီးဖျားတို့တေချလိုက်ပြလိုက်အောင်။တင်မ လုံးလုံးစေဒီတိတ်ကနဲ့ဖျားနေတယ်တော်တော်လေးအချင်းယူရအောင်မေအေးစီစီနေလာကြအောင်တကကြီးဆရာဖုံးကလည်းလက်ဦးလေးချပြီးအရှိသူ့မိတာဖျားဘက်ကိုဆရာတပည့်နှစ်ယောက်ထွက်ခဲ့တယ်တိတ်ကနဲ့ဖျားရဲ့ချူးကြားဖြစ်စဉ်တွေကိုပြန်ဆက်ရပြန်တယ်ဘုံကြောင်ရဲ့အရှိတဲတဲမှာရှိတဲ့သူ့မိတာရှင်ရဲ့တိတ်တီးခဲ့တဲ့သူ့မိတာစီရီကိုကြော့လိုက်ပြီးကိုကိုပင်အရှိမှခဏထိုင်လိုက်ကြတယ်ကိုကိုပင်ကိုမိထားတဲ့ကျွန်းတိုင်ရတော့အရင်လိုပြောင်းချောလို့မနေဘူးဒီကျွန်းတိုင်ရ တပည့်တို့ငငယ်ကရှုံးစည်းမှုတဲ့အတိုင်းကြီးပဲခုခေတ်ကလေးမစည်းကြတော့ဘူးဝိုးရရဲ့ကံရင်ရိုးပေါင်ပေါ်ကနေရှုံးစည်းရတာတိတ်ကိုပြောစရာကောင်းတယ်ဟိုတောင်ဘက်ကရေကန်သားမှာရှင်ပြုတ်ပင်ရှိတယ်ငငယ်ကရှင်ပြုတ်သိနှုတ်ခူးရတာမမောနိုင်ဘူးအေးပေါ့အဲ့ဒီတော့ကတဘာဝစောက်ကစားနေပြီတဘာဝတည်တည်တွေကတည်ရစာပဲဆိုတော့တဘာဝကြကြပြောစရာကောင်းမှာပေါ့လေအခုခေတ်ကတော့ဖုံးတလုံးနဲ့အချိန်ကုန်နေကြပြီတိကနဲ့ဘုရားအကြောင်းထက်ဆက်ရရင်နောက်တစ်ချိန်ခိုးခံရသေးတယ် မိုးရိပ်တန်းအခောင်းနဲ့တော်တင်းလာကြီးပေါ့ဒီပင်ရကနှစ်ပေါင်းရာကြီးနေတာတိတ်မတိကြဘူးရှင်ရမောင်ခုသမားတွေအတွက်တော့တိတ်ကိုဈေးရမယ့်ဖះရပေါ့တိကနဲ့တန်းဆိုတာရှားလေရှားတယ်လေဦးအောင်ဇေယျခင်းနောက်တည်းအဆိုတော့တန်ဖိုးရှိရင်ရှင်ရအမွေပဲပထမခိုးခံရပြီးတော့မိမိပြောင်ပြောင်ပါပဲဒီတခါကျရွာနောက်ဖက်ခိုးပြီးတာရှုတိရဲ့မိုးတွေညှို့လာတဲ့လူစိမ်းတယောက်ကိုတင်ငါမကင်းမြင်လိုက်သူတွေရှိတယ်အဲ့ဒီအချိန်တုန်းကမုတ်ဆိုးဖိုးဖို့အိမ်မက်ပေးတယ် မောင်ဘူးရေငါ့ကိုကယ်ပါလို့သုံးချိန်သုံးကဖခင်အော်ပြီးအခုညတောင်းတယ်လို့အိမ်မက်မက်တယ်။အာယုံလင်းကန်ပြီးမုတ်ဆူဘူးဘူးနဲ့အိမ်မက်မက်ပြီးပြီးချင်းလန့်လို့ရတယ်။ရန်လူကြီးစီအကျိုးချောင်းပြောပြီးလူစိမ်းနှစ်ယောက်ကိုမြင်လိုက်တဲ့လူသုံးလေးယောက်နဲ့လိုက်သွားကြတယ်။မိုးရီယာလည်းနှင်းစည်းချောင်းတွေမိုးချုံတန်တွေနဲ့ကြောက်ခမန်းလေးလေးတဲလိုက်။ရှေ့ဝါးသုံးလေးပြန်မမြင်ရတယ်။တော်စလင်းကမိုးရွာခဲ့တယ်။မိုးလေးခဏဆဲတဲ့ချိန်မလန်းမကန်းကလူတစ်ယောက်ကိုမြင်လိုက်တာနဲ့ တဲတန်လိုက်ကြတော့လူတို့မမိလိုက်ဘူးတဲရင်လေးငါးရင်နားမှာဖះပဲပြန်ရခဲ့တယ်ဖះပြန်ရလို့ဖះပြန်ရွာလို့အဲ့ဒီရွာကိုခေါ်ခဲ့ကြတယ်တော်တော်ထူးခြားတာပဲဒါကြောင့်တိတ်ခနဲ့သားတကြမ်းမင်းရဲ့ဆောက်ရှောက်မှုအောက်မှာရှိတယ်ဒါကြောင့်မိုးရွာတယ်မိကွင်းတယ်လို့စပီတဲ့ဖတ်ဘူးတာကိုသိမ့်မှန်တာပေါ့ဆရာဆရာပြောတဲ့မိုးရွာတာရဲ့မိကွင်းတာရဲ့လက်တွေ့ပဲဆရာတိတ်ခနဲ့ဖះပြန်ရတော့ဆရာတော်ဘူးနာအကြောင်းမထားရဲတော့ဒါနဲ့ ဟဲ့မောင်ကူမင်းဖျားငါကြောင်းမထားရတော့ဘူးကိုရင်ကူပြန်ပင်းရင်နဲ့မင်းကန်နဲ့ဆက်လို့ရတာမင်းကုတူထက်ပြို့ဖို့ညနေတာပေးတာပဲတရားကတော်တော်တကူကြည့်တယ်မိုးခေါင်ရင်ရွာထဲလှည့်ပြီးတော့ရေးသက်ပဲကြအဲ့ဒီရှိရရှိမှန်းလို့ပဲအနေရကင်းလိမ့်မယ်လို့မိတ်နေဒါဆိုမုဆူဖိုးဖူးစီကိုပြန်ရောက်သွားတာလားဟုတ်တယ်ဆရာဥပုဝါလည်းစွန်းတော်တင်ရင်တက်ရှိပြန်လို့ကက်တယ်လို့တပားစာစွန်းဟင်းတောက်တော်ရေရစသူတက်နိုင်တာလေးပြည့်ပြည့်စုံစုံနေတိုင်းကက်တယ် မိုးကောင်နဲ့နှစ်တွေဆိုရင်ဆရာတော်မိတ်တယ်လို့မျိုးရွာလေးကိုထန်းစင်နဲ့ထန်းပြီးတရွာလုံးလှဲ့တယ်။ရေသက်ပဲပြီးမိုးရွာဘူးစူတောင်းနေ။ရေသက်ပဲထားတဲ့ရေကိုတောက်ရင်အနည်းငယ်ကင်းတယ်လို့ပြေဝရှုံးကြည့်တယ်။စနေမိုးတွေကလည်းညို့ညို့လာပြီးတရက်နှစ်ရက်အတွင်းမိုးရွာလေးဆရာ။အော်ဒါကြောင့်တိကနဲ့သားဆိုရင်တကြားစောင့်တာမိုးနှက်ခက်ပါတာဆရာရှုံးမှပြီ။မျိုးပေါက်ခါစားညတညပူပြင်းတော့ညဘက်စောစောမအိတ်နိုင်ဘူး။၃နိုင်လောက်မှဒီတဖြူဖြူနဲ့အိတ်နိုင်ကြတာ။ အညာရဲ့ဒုက္ခဆူရမလားရွာလေပိုင်းမီးလောင်တာစိန်နောက်ပါသွားတယ်ကောက်ရိုးပုံနဲ့နေတော့မီးကူတာမြန်နေအိမ်မောကျနေတော့မီးညိုမငိမ့်နိုင်ဘူးဘူးဘူးအိမ်နဲ့တေချာပေါက်ပါပြီးလို့ထင်ကြတာဒါပေမဲ့ပါမသွားဘူးဒီအိမ်တွေအကုန်ပါတာဘူးဘူးအိမ်ကိုတော့မီးတော်မဟုတ်ဘူးတော်တော်လေးထူးဆန်းတော်တော်လေးတကူကြီးနာပါလားတိကနဲ့ဖရားရဲ့ဆရာအတွက်မင်းတို့ရွာအလင်းလာရတာဒီတိကနဲ့ဖရားနဲ့ဟန်လင်းပြူရဲနာတိုက်က ဆွေတော်မျိုးတော်တွေနဲ့စုံရတာတကယ်ကိုအဖိုးတန်တဲ့ခီးပဲဇလန်လေးစုံပြီဆိုတော့ဘယ်နေရာလိုက်ပို့ပေးအောင်မလဲဆရာဒီလောက်နေတမန်းကိုကြည်နဲ့နေရလားဇလန်ကခုမှအဆရှိသေးဒီသူ့မိတာဖះမှာလေသူ့မိတာရှင်ရသိနဲ့မွေတိုက်ကြောင်းဟာစိတ်ဝင်စားချင်ကောင်းနေပြီးတော့ပကံပြည့်ရဲ့ကျေးဇူးရှင်ရှင်အစ္ဆာဂေါနာကြောင်းဟိုကုန်းကမှုဘဝလွမ်းစီရီနဲ့မြောက်ဖန်နာဖះသုံးစုယူရတနာတိုက်ကြောင်းတွေအလောင်းစီသူမင်းတမီးတော်ရဲ့ မြပခန့်စည်းဒီတော်ကြောင့်ရွှေကူကြီးဖះရနဲ့တိုက်ဆောင်မွေးရီတောင်းဟာတပည့်တို့မှတ်ထိရွာလေးမှာအများကြီးကြံပါသေးရဲ့ဆရာပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုတော့လည်းပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်